မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် VPN ပိတ်ပင်ရေးစီမံချက်သတင်းတွေပေါက်ကြားမှုမရှိစေရန်စစ်ကောင်စီကတတိပေးလိုက်ပြီး Facebook နဲ့ VPN ကိုမပိတ်တဲ့ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ၉ခုကိုဒဏ်ခတ်အရေးယူပါတယ်မင်းအွန်လိုင်းကဗိုလ်မှူးချုပ်တဦးနဲ့ဗိုလ်မှူးကြီး၄ဦးကိုရာဟုတို့နေရာအပြောင်းအရွှေ့ပြုလုပ်ပြီးလူယုံမွေးမှုဆက်လက်လွတ်ဆောင်နေတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့အကြမ်းဖက်စစ်ကောင်စီကအကောင့်ထယ်ဖို့နေတဲ့ VPN ပိတ်ပင်ရေးစီမံချက်နဲ့ပတ်သက်တဲ့သတင်းတွေပေါက်ကြားမှုမရှိစေဖို့အတွက်စစ်ကောင်စီကသတိပေးလိုက်တယ်လို့ပြည်တွင်းပုဂ္ဂလိကဆက်သွယ်ဝန်ဆောင်မှုကော်မတီကတာဝန်ရှိသူတွေကပြောပြပါရယ်ဇွန်လ၄ရက်နေ့မှာခေတ်သစ်မီဒီယာကဒုဝန်ကြီးဘုံမူးချုပ်လူမှုဦးဆောင်ကဘုံမူးကြီးတီဟာမင်းထွန်းကကဆန်မက်စကော့ကော်မတီကဒေါက်တာဝင်းကျော်နဲ့တရုတ်နည်းပညာရှင်အဖွဲ့က VPN ပိတ်ဖို့အတွက် ပူပေါင်းဆောင်ရတဲ့တရင်ကို ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတရင်ကိုဖော်ပြပြီးရနောက်မှာစစ်ကောင်စီကဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေကိုအစည်းအဝေးခေါ်ယူစစ်ဆေးပြီးနောက်နောက်တရင်ပေါက်ကြမ်းမှုမရှိစေရတဲ့အတွက် နှုတ်ဆက်နေကြဖို့တတိပေးခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီကမေလ30ရက်နေ့ကနေစတင်ပြီး VPN တွေကိုပိတ်ပင်ခဲ့ရမှာ Facebook နဲ့ VPN ကိုမပိတ်ပင်တဲ့ကုမ္ပဏီတွေကိုလည်းအရေးယူခဲ့လို့သိရှိရပါတယ်။အဲလိုအရေးယူခံရတဲ့ဆက်သွယ်ရေးကုမ္ပဏီတွေထဲမှာစစ်တပ်ပါ Mindel လဲပါဝင်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ချင်းပြည်နယ်သတင်းတပောက်ကိုတင်ဆက်ပေးကြပါရစေ။ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာကုဆတ်မြန်ဝါပြက်ဝမ်းလျှော်ယောဂါတွေဖြစ်ပွားနေပြီးလူသေးဆုံးမှုရှိကအရေးပေါ်ဆေးဝါးတွေလိုအပ်နေတယ်လို့မင်းတပ်မြို့နယ်စစ်ဘေးရှောင်ကော်မတီတာဝန်ခံကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။အခုရပိုင်းအတွင်းမှာမင်းတပ်မြို့နယ်တစ်ခုလုံးနီးပါးကုဆတ်မြန်ဝမ်းပြက်ဝမ်းလျှော်ယောဂါတွေဖြစ်ပွားနေရမှာလူသေးဆုံးမှုတွေရှိနေကြတဲ့အချို့ကြေးရွာတွေမှာ ဝင်ထွက်ခွင့်ပိတ်ပင်ထားရလို့လည်းပြောပါရယ်မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စက်မိုင်အဖွဲ့အနေနဲ့စေကန်းတွေမှာစေဝါကုသမှုပေးနေတဲ့အပြင်ကွင်စင်ကုသမှုတွေလည်းလှုပ်ဆောင်ပေးနေပြီးအရေးပေါ်စေဝါတွေလိုအပ်နေရလို့လည်းမင်းတပ်မျိုးနယ်စစ်ဘေးရှောင်ကော်မတီတာဝန်ခံကပြောပြပါရယ်လက်ရှိဖြစ်ပွားနေတဲ့ဝမ်ပြက်ဝမ်ရှော့ယောဂါကိုကုသနိုင်ဖို့အတွက်စေဝါဝယ်ယူဖို့အခက်အခဲဖြစ်ပေါ်နေပြီးတနက်တမျှဝိုင်းဝန်းကူညီပေးကြဖို့အတွက်မင်းတပ်မျိုးနယ်စစ်ဘေးရှောင်ကော်မတီတာဝန်ခံကပြောပါရယ်ရှင် ီတစ်ခါမှာတော့အကြက်ဖက်စစ်ခေါင်းဆောင်မေအောင်လိုင်းကဗိုလ်မှူးချုပ်တဦးနဲ့ဗိုလ်မှူးကြီးလေးဦးကိုရာထူးထူးနေရာအပြောင်းရွှေ့ပြုလုပ်ပြီးလူယုံမွေးမှုတွေဆက်လက်လှုပ်ဆောင်နေရလို့တက်တွင်းသတင်းအမြင့်တွေကိုကိုကပီ CDN ဗိုလ်ကြီးစင်ရောကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြပြပါရတယ်။အကြက်ဖက်မေအောင်လိုင်းကအပတ်စဉ်အငယ်မျိုးဆက်သစ်အငယ်တွေကိုအစားထိုးကလူယုံမွေးတာတွေဆက်လက်လှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရှိရပါရတယ်။ ဇွန်လ14ရက်နေ့ကစစ်ကောင်စီရဲ့တပ်တွင်းအပြောင်းရွှေ့စရင်ထပ်မံထွက်ရှိလာပြီးလက်ရှိအပြောင်းရွှေ့မှာ နေပြည်တော်အနီးတစ်ဝက်ကဘုံမူကြီးတွေကိုပြန်လည်ခေါ်တဲ့အနေအထားမျိုးတွေလည်းဖြစ်နေတာပါထွက်ရှိလာတဲ့လူပြောင်းရွှေ့စင်ရမင်းအောင်လိုက်မှာလူယုံနေနေပြီဆိုတာကိုသုံးသပ်လို့ရတယ်လို့လဲစီဒီအမ်ဘုံကြီးစင်ရကပြောပြပါတယ်လက်ရှိအကျန်းဖက်စစ်တပ်ရဲ့ရာထူးတို့အပြောင်းရွှေ့စင်မှာစေဦးစီးဘုံမူကြီးကြော်ထိုက်ကိုကံယုံတန်တိုက်စင်နာကျော်ဘိတ်ရာထူးကနေတမာတော်ဘူရီဖွဲ့ ကျောင်းဝန်ကြီးအဖြစ်တွင်းမြင့်လိုက်သလိုစေဦးစီးဘုံမကြီးကျော်စိုးမိုးကိုလည်းတောင်ပိုင်းတိုင်းစစ်တနာကျောက်တောင်ငူရရုကနေနေပြီးတော့တိုင်းစစ်တနာကျောက်တိုင်းစစ်ဦးစီးကျောက်အဖြစ်ရရုတွင်းမြင့်လိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်ဘုံမကြီးကျော်မျိုးအောင်ကိုလည်းနိုင်ငံတော်ကာကွယ်တပ်ကတော်နီးပြရရုကနေနိုင်ငံတော်ကာကွယ်တပ်ကတော်ဒုတိယကျောင်းဝန်ကြီးနေပြီးတော့အဖြစ်ပြောင်းရွှေ့လိုက်သလိုဘုံမကြီးဇော်ထက်ကိုလည်းစေဦးစီးတပ်ကတော်နီးပြရရုကနေ နီးပြမှုကျုပ်ကလောကိုပြောင်းလဲကဘုံမှုကျုပ်ကြော်မြဝင်းကိုလဲစိုးစည်းတက္ကသိုလ်ဒုကျောင်းအုပ်ကြီးကလောရာတို့ကနေတမာတော်လေးကျင်ရာရှိကျုပ်ယောလက်ထောက်လေးကျင်ရာရှိကျုပ်နေပြည်တော်ဖြစ်တိုးမြင့်ပေးလိုက်တာလည်းဖြစ်ပါရဲ့ရှင်။ ရခိုင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်ဒေသနေပြည်သူတွေစတင်ထွက်ပြေးတင်းရှောင်နေကြပြီးမြို့ရင်းမှာပိတ်မိနေသူတွေလည်းရှိနေတယ်လို့သိရှိရပါရစေ။ဇွန်လ15ရက်ညပိုင်းကနေစတင်ပြီး တောင်ကုန်းမြို့နယ်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားနေတာဖြစ်ပြီးတောင်ကုန်းမြို့မြို့ဆောင်တပ်ကလေရင်တွေ drone တွေဝဲကဘုံးတွေကျက်ချနေတာဖြစ်တယ်လို့ကောင်းလန်းကိုလည်းပိတ်ဆို့ထားရလို့သိရှိရပါတယ်။ဒါအပြင်တောင်ကုန်းမြို့တစ်ဖက်ကဒုံနဲ့တင်ချောင်းကျေးရွာအနီးဝန်းကျင်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေရလို့လည်းသိရှိရပါတယ်။အဲလိုတိုက်ပွဲတွေဖြစ်ပွားနေသလိုကုန်းလန်းတွေကိုလည်းပိတ်ဆို့ထားတာကြောင့်တောင်ကုန်းမြို့နယ်အနီးဝန်းကျင်ကပြည်သူတွေဟာရေလမ်းကနေတဆင့်ထွက်ပြေးတိမ်းရှောင်နေကြရလို့ဒေသနေပြည်သူတွေကပြောပြပါဗျာ။အဲလိုရေလမ်းကနေထွက်ပြေးတိမ်းရှောင်သွားတဲ့ပြည်သူတွေရှိသလိုမြို့ရင်းမှာပိတ်မိနေသူတွေလည်းရှိနေသေးတယ်လို့လည်းသိရှိရပါတယ်။အဲလိုဒေသနေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက်အထူးအခိုက်အပျက်စီးအခြေအနေကိုမသိရှိရသေးဘူးလို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့တနင်္သာရီတန်းဒဝဲခရိုင်ရေဖြူမြို့နယ်ရာဖူးရွာကျွရမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခတ်ရမှာစစ်ကြောင်းမှုဗိုလ်မှူးတန်းထည့်အောင်တေသွားခဲ့တယ်လို့ ဒေါ်လာစစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်တဲ့နယ်ကိုပြပြပါရယ်ဇွန်လ17ရက်နေ့နေ့လယ်တနာရီမိနစ်50လောက်မှာရေဖြူမြို့နယ်ရာဖြူကျေးရွာတွင်စစ်ကြောင်းထိုးလာတဲ့ယာယီစခန်းချနေထိုင်တဲ့အကြမ်းဖက်စစ်သားတွေကိုတော်လဲပူပေါင်းတပ်ဖွဲ့က drone နဲ့ဘုံကျဲတိုက်ခတ်ရမှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းမှုဘုံမှုတန်းတရအောင်အသိသွားခဲ့တာဖြစ်ပြီးတပ်သား3ဟာထိခိုက်ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါရယ် ဒီတက်ခတ်မှုကိုပြည်သူ့ကာကွယ်တပ်မတော်ဒေါနာစစ်ကြောင်းနဲ့ပူးပေါင်းတပ်တွေဖြစ်ကြတယ်။မွန်ပြည်ကာကွယ်တပ် MSIF, KDLA, မွန်ပြည်သက်ပါတီ AD, အထူး drone တပ်ဖွဲ့ Saw Dragon Drone Force, ရဲ drone တပ်ဖွဲ့ YAF နဲ့ဒဝဲအမျိုးသားလူမျိုးရေးတပ်တော် DNLA တို့ကပူးပေါင်းတက်ခတ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကအခုနှစ်အော်တိုဘာလအတွင်းလူရည်နဲ့သံကောင်းစင်းကိုကောက်ယူပြီးလာမယ့်2025ခုနှစ်အတွင်းမှာရွေးကောက်ပွဲကိုကျင်းပမယ်လို့ပြောဆိုလိုက်ပြန်ပါတယ်။မန္တလေးတိုင်းမိထီလာကကန်တော်မင်္ဂလာခန့်မှာမှာစစ်ကောင်းစီဝန်ထမ်းတွေနဲ့တွေ့ဆုံတဲ့အတွင်းအကျန်းဖက်မင်းအောင်လိုင်ကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။တပြည်လုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲကိုကျင်းပမယ်လို့အမြဲကြွေးကြော်နေတဲ့မင်းအောင်လိုင်မှာ တိုင်းပြည်တွင်နယ်မြေအများစုကိုဆုံးရှုံးနေချိန်မှာရွေးကောက်ပွဲကိုကျင်းပလို့ရတဲ့နေရာတွေမှာကျင်းပလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲစကားကိုထက်ခါပြောလိုက်တာလည်းဖြစ်ပါတယ်ရွေးကောက်ပွဲကျင်းပရမှာလဲအရင်ရွေးကောက်ပွဲတွေလိုနိုင်သူအကုန်ယူစနစ်မဟုတ်တော့ဘဲအချိုးကျကိုစားပြု PR စနစ်နဲ့နိုင်သူအကုန်ယူစနစ်နှစ်ခုစလုံးကိုကျင့်သုံးမယ်လို့လဲဆိုပါတယ်နိုင်ငံရေးပါတီတွေအားလုံးကိုပြန်လည်မှတ်ပုံတင်ခိုင်းတာပဲလဲ NLD ပါတီ SNLD ပါတီအပါအဝင်ပြည်သူလူထု ောက်ခံမှုအများဆုံးရရှိတဲ့နိုင်ငံရေးပါတီတွေဟာစစ်ကောင်စီလက်အောက်မှာ ပြန်လည်မပုံတင်ထားတာမရှိပါဘူးရှင်အခုနောက်ဆုံးတင်ဆက်ပေးကြတဲ့တဲ့တပုတ်ကတော့မကွေးတန်းအောင်လယ်မြို့နယ်ပြင်းပြင်းလာကျေးရွာအုပ်ချုပ်ရေးမှူးတန်းလွင်က ပြည်သူတွေကိုအစည်းအဝေးခေါ်ယူပြီးစစ်မှုထမ်းဆောင်ဖို့မဲပေါက်သွားကြတဲ့လူငယ်တွေအတွက် တင်းတောင်းကိုငွေကျပ်9000ပေးရမယ်လို့ချင်းချောက်တောင်းဆိုနေတယ်လို့သိရှိရပါတယ်။ဇွန်လ15ရက်ကမကွေတန်အောင်လံမြို့နယ်ပြင်းပင်လှကြေးပါ။အုတ်ချုပ်ရည်မှုတန်းလွင်ကပြည်သူတွေကိုအစည်းအဝေးခေါ်ယူကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ NJ 400ရှိတဲ့ပြင်းပင်လှကြေးရွာကပြည်သူတွေဟာတင်းတောင်းကိုငွေကျပ်9000လောက်စင်ကောက်ခံမှာဖြစ်တယ်လို့ငွေကျပ်30ရရှိအောင်ကောက်ခံကစစ်မှုထမ်းဖို့မဲပေါက်သွားတဲ့လူငယ်တွေရဲ့မိဘတွေကိုထောက်ပံ့မယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်6မြို့နယ်ဝရကုန်းကြေးရွာမှာ ာစစ်ကောင်စီကမဲနယ်ရွေးချယ်လိုက်တဲ့လူငယ်ဦးမှာထွက်ပြေးသွားတဲ့အတွက်အခြားကျေးရွာတွေကလူငယ်တွေကိုဖမ်းဆီးဖို့စစ်ကောင်စီတပ်ကရောက်ရှိလာခဲ့လို့လည်းသိရှိရပါတယ်။ဝရကုန်းကျေးရွာကပြည်သူတွေအနေနဲ့စစ်မှုမထမ်းလို့ရင်တရင်အောင်ကို တသိန်း2000နှုန်းနဲ့ထွက်ပြေးသွားတဲ့လူငယ်အုပ်တွေ တဦးကိုငွေကြတ်သိန်း30တောင်းခံသွားတယ်လို့လည်းသိရှိရပါဗါတယ်။အလားတူမကွေးတိုင်း6မြို့နယ်14မြို့တောင်ကပဲခူးတိုင်းရန်ကုန်တိုင်းတက်ကမြို့နယ်တွေမှာလည်းစစ်ကောင်စီကရက်ကွက်နဲ့ကြေးရအုပ်ချုပ်ရေးမှုတွေပြူစောထီတွေကစစ်မှုထမ်းဆောင်မှုအတွက်လူငယ်တွေကိုဖမ်းဆီးတာတွေလှုပ်ဆောင်နေတဲ့အပြင်ပြည်သူတွေကိုပါဖမ်းဆီးငွေညှစ်နေတဲ့အတွက်ပြည်သူတွေမှာဒုက္ခရောက်နေကြရလို့လည်းသိရှိရပါဗါတယ်ရှင်။ ုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြီးစုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ